ကလပံပြောသူတော်လန်ကေခါများအားလုံးပဲမင်္ဂလာပါခမတော်လန်ရှူတူ channel လေးဖြစ်တဲ့ရဲဘော်ရှူတူ channel လေးရနေပြီတော့တပံပြန်လဲပြီတော့ကြိုဆိုလိုက်ရပါတယ်ခမဒီနေ့ရဲ့ဒီချိန်လေးကတော့ကျွန်တော်ရဲ့ပြန်လဲမြဝေတင်ဆက်ပြရမယ်အချိန်လေးကိုရောက်ရှိလာတာပေါ့ဗျာကျွန်တော်ဒီနေ့ခလကားတို့ကိုပြန်လဲပြီတော့မြဝေပေးချင်တာလေးကသမိုင်းဆက်ဆက်မှာခွတ်တောင်းလန်ကို ဂိုင်းဆွဲရှင်ဆုံးမတိုက်ပွဲဝင်လာခဲ့တဲ့ဂျောင်းသားသူနဲ့ပြည်သူလူထုကြီးကိုချိတ်ဆက်ပေးနေတဲ့ Maxine လေးတစ်ခုဖြစ်တဲ့ Owe Maxine နဲ့ကဆောင်းပါးလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။အဲ့ဒီဆောင်းပါးလေးကိုပြန်လဲရွက်ပတ်အမျှကိုခွင့်ပြုပါလို့ဆောင်းပါးရှင်ကိုကျွန်တော်မေတ္တာရဲ့ခံခွင့်ပန်ပါတယ်ခင်ဗျာ။ခွေသွားစိတ်ကလေးများဤဗလာစကားများတို့ မြတာမှုဂုံသိက္ခာနဲ့ academic careers ပညာရေးတလန့်အတွက်ကျောင်းသားတွေစာမေးပွဲပြန်ဖြေရမယ်လို့အစိုးရရဲ့ခွေးသွားစိတ်လေးတော့ရှော့ရှော့စိန်ကပြောလာပါတယ်အင်မတန်အနစ်သာရကင်းမဲ့တဲ့ဗလာစကားတွေပါတပတ်မှာတော့ကြည့်ပြန်တော့လဲ တော့ရှောရှောဆင်ရဲစကားဟာနာတုံးတာနဲ့ညင်ညွတ်နေပြန်ပါတယ်။စေတနာဝါဒနာအနစ်နာဆိုတဲ့နာတုံးတာတော့မဟုတ်ပါဘူး။လောဘတနာအာနာတငယ်နာဆိုတဲ့နာတုံးတာနဲ့ပြည်စုံတာပါ။ညင်ချက်ထုတ်ရမယ်ဆိုရင် သူပြောလိုက်တဲ့အချက်တိုင်းဟာညင်ချက်ထုတ်စရာတွေကြီးပါပဲ။ဒါပေမဲ့ကျွန်တော်တို့ကတော့သူနဲ့ရှင်ရင်းနေမှာမဟုတ်ပါဘူး။မမြတ်တမှုကို ုံတိတ်ခါကင်းမဲစွာဘဝတလန်အတွက်တခြားလုံးဖတ်တွေ့လာကြတဲ့သူတွေကစစ်မှန်တဲ့မြားတမှုနဲ့ဂုံတိတ်ခါအကြောင်းကိုဖះဆင်းဟောတော်နားလည်နိုင်မှာမဟုတ်လို့ပါပဲဒါပေမဲ့တက်လောက်အစဉ်ချင်းမဲ့လွန်းတဲ့ပြောဆိုမှုတွေကို လူသိရှင်ကြားရှုတ်ချဖို့တော့လိုလာပါတယ်ဒါကြောင့်ကျွန်တော်ဒီဆောင်းပါးကိုရေးရခြင်းဖြစ်ပါတယ်စကိုင်းငလင်ကြီးကြောင့်ပြည်သူထောင်ကျော်ဒီဆုံးခဲ့ရတာလူတိုင်းအသိပါ အချို့နေရာတွေမှာအခုချိန်ထိတောင်အလောင်းကောက်နေရတော့မှာပဲကြံရည်သူတွေကလည်းငလင်ကြောင့်ဒေဆုံးသွားတဲ့မိသားစုဝင်တွေအတွက်မြေကြီးကျနေရတော့မှာပဲအိမ်တွေပြိုပြတ်ကုန်လို့လမ်းမပေါ်ထွက်နေကြရတဲ့အထိဖြစ်နေပါတယ်အပြိုပြတ်တွေကိုလည်းအခုချိန်ထိရှင်းလင်းလို့မပြီးသေးပါဘူးအခုလိုအချိန်ဒီမှာကျောင်းသူကျောင်းသားတွေစာမေးပွဲပြန်ဖြေရမယ်လို့အစိုးရကကြေညာလိုက်တာပါဒီကြေညာချက်ဟာအတွေးခေါ်ရလဲချွတ်ချုံကြပါတယ် ကျိုးချစီတော်မူလဲကင်းမဲ့ပါတယ်။လက်တွေနဲ့လည်းကင်းกว่าပါတယ်။အဆိုးဆုံးကတော့လူတယောက်မှရှည်တင်ရှိတိုင်းတဲ့အနိုင်ဆုံးစာနာစိတ်လေးတောင်သူတို့စီမှာတစ်ဆက်လေးမှမရှိတာကိုတွေ့ရတာပါပဲ။မြတ်သားမှုမရှိတဲ့လောက်ရအကုန်တိတ်ခါကင်းမဲ့တဲ့လောက်ရတာဝန်ခံမှုကင်းမဲ့တဲ့လောက်ရပဲဖြစ်ပါတယ်။လူတိုင်းမြင်တွေ့နိုင်တဲ့အမှန်တရားနဲ့တောက်အဆိုးရရဲ့ခွေသွားစိတ်ကလေးပြောတာကတော့အပေါ်နဲ့အောက်တောင်နဲ့မြောက်ပါပဲ။ ဆာမွေးပြန်ပြေးခိုင်းတာမြတ်တာမို့မဟုတ်ပါဘူးဆာမွေးပြန်ပြေးခိုင်းတာတောက်အစိုးကသူတို့ရဲ့အပြစ်ကိုကြားသူကြောင်းသားအတွင်လွှဲချလိုက်တာပဲဖြစ်ပါတယ်တောက်အစိုးရဲ့တာဝန်မှုကင်းမဲ့စွာကောင်းဆောင်တာဖြစ်ပါတယ်ရေနစ်သူကိုဝါကူပြီးတော့ထိုးချလိုက်တဲ့သဘောပါပဲငလင်းလို့တာတဘာဝပေးပါဒါပေမဲ့ဆာမွေးပဲဖြေးလွားရင်မိတဲ့ပါကွန်ရတဲ့ကိစ္စမှာတော့တဘာဝပေးတခုတည်းကိုလက်ညှိုးထိုးချလို့မရပါဘူးဒီအတွက်တောက်အစိုးရ တောက်အစိုးရလက်အောက်ကပညာရေးဌာနနဲ့မန္တလေးတက်ကလေးအုပ်ချုပ်ရေးဖွဲ့တို့မှာတာဝန်ပြေဝရှိပါတယ်။သူတို့တာဝန်ခံခဲ့ရပါမယ်။သူတို့တာဝန်ခံရပါလိမ့်မယ်။ကျောင်းသူကျောင်းသားတွေကသူတို့ရဲ့တာဝန်ကိုကျေပွန်ခဲ့ပြီးပါပြီ။သူတို့စာမျိုးဝဲဖြေခဲ့ကြပြီးပါပြီ။ဒီဖြေလာတွေကိုမပြောက်ပြန့်အောင်ကာကွယ်ထိန်းသိမ်းရမှာကတောက်အစိုးရနဲ့တောက်အစိုးရလက်အောက်ကပညာရေးဌာနရဲ့တာဝန်ပဲဖြစ်ပါတယ်။ ။တဘာဝဘေးလိုအရေးပေါ်အခြေအနေကြုံလာရင်ဒီဖြူလွာတွေမပြပြက်အောင်ဘလူကာဝယ်မယ်ဆိုတဲ့အစီအစဉ်လေးခြားထားဖို့တော်ချောချောစိန်လို့တောက်အစိုးရလက်အောက်ကမန္တလေးတက်ကလေးဘာမောက်ခကျုပ်လို့ခွေးသွားစိတ်လေးတွေရဲ့တာဝန်ပဲဖြစ်ပါတယ်။ဒါပေမဲ့တောက်အစိုးရရောတောက်အစိုးရရဲ့ခွေးသွားစိတ်လေးတွေရောဟာဒီတာဝန်ကိုမကျေပွန်ခဲ့ပါဘလောက်ထိတောင်တာဝန်ပြက်ွက်တယ်လဲဆိုရင် အဖြေရာတွေတိမ့်တာတဲ့အခန်းပေးကပောက်ကွဲလွယ်တဲ့ ဓာတုပစ္စည်းတွေကိုလှလွတ်စပယ်ထားတဲ့အသည့်ပါပဲ။ဘာမှလည်းကြိုတင်ကာကွယ်မှုမှလည်းမရှိခဲ့ပါ။ဓာတုပစ္စည်းတွေကိုဒီလိုလှလွတ်စပယ်ထားရင်မိလောင်ပေါက်ွဲရတဲ့ဆိုတာခလေးအစခွေးအစုံတည်ပါတယ်။ဒါလို့မိလောင်ပေါက်ွဲရဲ့သူ့ဘေးကန်းကအဖြေလွာတွေပါမိတဲ့ပါကုန်မယ်ဆိုတာလည်းခလေးအစခွေးအစုံတည်ပါတယ်။ဒါပေမဲ့တောက်အစိုးရလက်အောက်ကမန္တလေးတက္ကသိုလ်ပေါင်မောက်ခါကျုပ်ဆိုတဲ့သူကတော့မတိခဲ့ပါသူ့ဘဝတလန်းအတွက်ဂုံတိတ်ခါကင်းမဲ့စွာ တောက်အစိုးရကိုမျက်နှာချိုတွေးနေရလို့မတိခဲ့တာလို့ပဲကောက်ချက်ချရမှာပါဒါလို့စင်ကျင်တော်မူတရားကင်းမဲ့လာတဲ့တောက်အစိုးရရဲ့ခွေသွားစိတ်လေးတွေလောရကြောင့်ဆာမူဝဲဖြူရွာတွေကလည်းမိတဲ့ပါကုန်ပါတယ်နေ့တရားဖြူရောမဲ့မန်သေးတက်ကသူကရာဇဟောကြီးကလည်းမိလောင်ပြကြခဲ့ရပါတယ်ဒီအတွက်တောက်အစိုးရရဲ့ပညာရေးဌာနရဲ့မန္တလေးတက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ကအပြည့်အဝတာဝန်ခံရပါလိမ့်မယ်။သမိုင်းကိုရှောင်လွှဲလို့မရပါ တစ်ချိန်မို့တစ်ချိန်မှာတော့အတာဝန်ခံရပါလိမ့်မယ်။ဒီအကျွေးကိုသူတို့ဆက်ရပါလိမ့်မယ်။အခုတော့တောက်အစိုးရရောတောက်အစိုးရလက်ထက်အောက်ကခွေးသွားစိတ်လေးတွေရောဟာသူတို့ရဲ့အမားကိုတာဝန်မခံပါ။တာဝန်ခံမှုလဲစိုးစင်းများမရှိပါ။တာဝန်ခံမှုမရှိတဲ့အပြင်သူတို့ရဲ့ညံပြင်းမှုကြောင့်ပျက်စီးသွားတဲ့အဖြစ်အပျက်တွေကိုကျောင်းသားတွေကိုစာမွေးပြန်ပြေခိုင်းနေပါတယ်။မြတ်သားမှုခေါင်းတိတ်ခါအတွက်စာမွေးပြန်ပြေကြပါလို့ပြောကြပါတယ်။ဘလောက်တောင်အနစ်တာရကင်းမဲ့လိုက်ပါလဲ။ဘလောက်တောင်အော်ဂလီဆန်စရာကောင်းလိုက်ပါလဲ။ စကလုံးလှလှတွေတုံးပြီးသူတို့ရဲ့တာဝန်မချေပွန်မှုကိုចောင်းသားចောင်းသူတွေရဲ့ခေါင်းပေါ်အထုတ်လိုက်ကြီးပစ်ချလိုက်တာဖြစ်ပါတယ်။ဒါမြတ်တာမှုမဟုတ်ပါတော့အစိုးရရဲ့တရေပေါင်းကြောင့်တဲ့ခေါင်းဆောင်မှုတာဖြစ်ပါတယ်။တကယ်မြတ်တာမှုကိုလိုချင်နေဆိုရင်တကယ်ဂုံတိခါကိုတန်မိုးထားတယ်ဆိုရင်တော့အစိုးရနဲ့သူတို့ရဲ့ခွေးသားစိတ်ကလေးလောက်အောင်မှာကနှစ်ခုတည်းပါပဲ။တိ့ သူတို့ရဲ့ညံပြင်းမှုနဲ့တာဝန်မကျင်မှုအတွက်ចောင်းသားတို့နဲ့ပြည်သူလူထုကိုဝန်ရှာတောင်းပန်ပါအပြည်လွှာတွေကိုစနစ်တကျထိန်းသိမ်းဆောင်ရှားဖို့ပြက်ကွက်ခဲ့တဲ့အတွက်တောက်အစိုးရနဲ့တောက်အစိုးရရဲ့ပညာရေးဌာနကတာဝန်ရှိသူတွေကိုအရေးယူပါအပြေလွာပျက်စီးသွားတဲ့ចောင်းသားចောင်းသူတွေကိုအကုန်အောင်ပေးပါ။ဂုံလူအတွက်တော့ရှီလာဘက်စာမေးပွဲတွေရဲ့ရှာမှတ်ကိုပြန်မြယူပြီးတော့တွက်ရှက်နိုင်ပါတယ်။တက္ကသိုလ်ဝင်ခွင့်အတွက်ဝင်ခွင့်စာမေးပွဲဆင့်နိုင်ပါတယ်။ ်ဒါအကြောင်းသားအကြောင်းသူတွေအတွက်အခွင့်လမ်းမဟုတ်ပါတနာလို့အအောင်ပေးတယ်ဆိုတာမျိုးလည်းမဟုတ်ပါတောက်အစိုးရရဲ့ညံဖြင်းပေါ်ရော့မှုကြောင့်အကြောင်းသားအကြောင်းသူတွေကြုံတွေ့ကြရတဲ့နစ်နာမှုတွေတောက်အစိုးရကနေလျှော်ကြေးပေးပြီးတော့တာဝန်ခံရတာဖြစ်ပါတယ်ဒါဥမတာအများသားမှုလို့ခေါ်နိုင်ပါမယ်ဒါဥမတာဂုံတိတ်ခါရှိတယ်လို့ခေါ်နိုင်ပါမယ်စစ်ဖနက်အောက်ကမြတာမှုအတွက်စစ်ဖနက်အောက်ကဂုံတိတ်ခါဟောတာတည်တဲ့တောက်အစိုးရရဲ့ခွေးသွားစိတ်လေးတော့ချောချောစိတ်မှတ်သားဖို့ပါခင်ဗျာ ဒီနေရာမှာတရိပ်ထားမိစေချင်တာကတော့ဆမ်မိုးရဲ့ပြင်ပြခိုင်းတဲ့ကိစ္စဟာသောက်အာနာရှင်စနစ်နဲ့တောက်ကျွန်ပညာရေးရဲ့ထွက်ကုန်တစ်ခုပဲဖြစ်ပါတယ်။ဒါဟာတောက်အစိုးရရဲ့ဖိနှိပ်မှုဖြစ်စဉ်တွေကပြစ်စင်ရှိစီရီတွေကအပိုင်းငယ်လေးတစ်ခုပဲဖြစ်ပါတယ်။ចောင်းသားတွေရဲ့အတန်ဝန်နားမထောင်တာ၊ចောင်းသားတွေရဲ့အကျိုးကိုမကြည့်တာ၊ចောင်းသားတွေရဲ့ចောင်းသားတွေကိုသူတို့ထားရနေစီရသွားဖြစ်စေချင်တာ၊ចောင်းသားတွေကိုဖိနှိပ်တာ၊ဖန်စီတက်ပြတ်တာတွေကတောက်အစိုးရရဲ့အမှုကျင့်ပါတယ်။တောက်အစိုးရ တလျှောက်လုံးဒီတိုင်းပဲလုပ်ခဲ့တာပါပဲ။နောင်လည်းဒီတိုင်းပဲဆက်လုပ်အောင်ပါပဲ။ចောင်းသားတွေပေါ်မှာလည်းဒီလိုပြုတ်မှုလားဆိုတော့လည်းမဟုတ်ပါဘူး။လူလူတရလုံးပေါ်တောက်အစိုးရကဒီတိုင်းပဲပြုတ်မှုဆက်ဆံပါတယ်။လူလူကိုနေ့စဉ်တက်ဖြတ်မိရှုနေတာပါပဲ။နာခဲ့မုန်တိုင်းဖြစ်ပြီးချင်း2008အခြေခံဥပဒေကိုအသေးပြုတ်လိုက်တာကိုလည်းကြည်ပါ။အခုလည်းစကိုင်းငလင်းကိုအကြောင်းပြပြီးနိုင်ငံတကာမှာမျက်နှာယူနေပြန်ပါတယ်။တော့အစိုးရဟာသူတို့အကျိုးစီးပွားအတွက်ပြည်သူလူထုရဲ့အလောင်းမော်ဖို့တတ်နေရတဲ့ဝင်မလေးတဲ့သူတွေဖြစ်ပါတယ်။ တပြင်းတောင်းဝန်ခံမှုကင်းမဲ့တာခေါင်းဆောင်တာသူတို့အမအကိုတခြားသူကောင်းမလွဲချတာတွေကလည်းတော့အစိုးရရဲ့အမူအကျင့်တွေပါပဲတော့အစိုးရရဲ့တပ်ဗိုလ်ချုပ်တွေကလည်းအကျိုးစီးပွားတွေကလွဲရင်ဘာကိုမှတမုံမထားတတ်ကြပါဘူးဒါကြောင့်တော့အာဏာရှင်စနစ်အမြင့်မပြတ်သေးရတော့အခုလိုစင်ကျင်ကင်းမဲ့တဲ့လောက်ရတွေကိုတွေ့နေရအောင်ပါပါပဲတော့ရှော့ရှော့စိန်လို့တော့အစိုးရရဲ့ဘူရိုကရက် ခွေးသွားစိတ်လေးတွေကလည်းစက်သူရွေးလို့အနစ်မဲ့တဲ့စကားတွေပြောပြီးတော့တောက်အစိုးရကိုကာကွယ်ပေးနေဦးမှာပါပဲစစ်မှန်တဲ့များတာတဲ့စစ်မှန်တဲ့ဂုံတိတ်ခါကိုလည်းတောက်အာနာရှင်စနစ်ကိုအမြင့်ပြန်မာလာရရှိနိုင်ပါလိမ့်မယ်အနစ်ချုပ်ရရင်တော့အပြေရရှင်ပါတယ်စစ်အစိုးရစစ်အုပ်စုစစ်ဘျူရိုကရေစီရန်တရားဆိုတဲ့စစ်သုံးစစ်ကိုအမြင့်ပြအောင်အာဒွန်ခွန်ဆိုင်တိုက်ဖြတ်ဖို့ပါပဲဒါလို့တိုက်ဖြတ်ရင်လည်းတော့ရှောရှောစိန်တို့လိုခွေးသွားစိတ်လေးပြောတဲ့မဟုတ်တန်တရားတွေကိုကောင်းမဖော်နိုင်အောင်ရှုတ်ချပေးဖို့ကလည်း တော်လန်ရေးတာဝန်တရပဲဖြစ်ပါတယ်ခင်ဗျာမြက်ကိုဘာကာတာများအဖွဲချုပ်ကဲဒါလေးကတော့ OA Maxin မှာပါခဲ့တဲ့ဆောင်းပါးလေးတစ်ပုဒ်ကိုပြန်လည်မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဒူဆုံးဒီလိုက်ပါနာဆင်ပေးကြတဲ့ဒေါ်လန်ကလစ်ကဒူတယောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာကလစ်ပန်းပြောသူဒေါ်လန်ကလစ်ကများအားလုံးပဲတဘာဝဆရာရဲ့ဘေးအန္တရာယ်တွေအာနာရှူတဲ့ဖက်စစ်မိတ်ဆာအောင်ရဲ့ အန်ရဲ့လက်သွင်းရနေပြီတော့ရှုံးမာမှုလက်သွင်းရနေပြီတော့လွတ်ကင်းနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခမတော်လန်ခေကာတို့လည်းတော်လန်အတိတော်လန်တတိလေးတွေနဲ့မိစာရဲ့လေချောင်းအန်ရဲ့ကိုကာကွယ်နိုင်မှုအတွက်ဒီဆောင်ရန်တတိပေးချက်တွေကိုအမြဲမပြတ်နားဆင်နေကြပါလို့တိုက်တွန်းလိုပါတယ်ခမဟုတ်ကဲ့တော်လန်နေစနေ့ရမြပါခမငုံမခံနဲ့တုံ့ပြန်အန်တုတော်လန် ဖတ်စစ်တန်းကျွန်တော်တို့အင်ပြန်မဲ့ခီလန်ကဆယ်မွန်ငါးလေးတွေရဲ့အင်ပြန်လန်းရေစံခီလန်းလိုမျိုးဖြစ်တာကြောင့်မလို့အခက်ခဲဒါစီတွေကတော့ရှိနိုင်ပါတယ်ဗျကျွန်တော်တို့အဲ့ဒီအခက်ခဲဒါစီတွေကိုချင်းချင်းခံရင်ဆိုင်ရင်းနဲ့တိုက်ဖြန့်ရင်းနဲ့အတူတူလက်တွဲပြီးတော့ရှောက်လန်းကြဆိုဗျာ